ရွှေညောဣသာတယမဲဒီစေဂိုင်းတော်ဂိုင်းမြတ်ကြီးပညာအားခံယူထားကြသောယဉ်ညာညီကိုမောင်နှမများနေတကွမိတ်ဆွေများအလုံးပဲမင်္ဂလာပါခမညာကျွန်တော်ဒီနေ့ဝေမျှပေးသွားမယ့်အကြောင်းအရာလေးကတော့ဆရာနတ်စီရေးသားပြုစုထားသောမောသေးရှင်ဝိဇ္ဇတုတပါးဤကန္နာဤခီအပိုင်းရှင်မရဏပန်းဤအမတ်တစိဆိုတဲ့အကြောင်းအရာလေးကို ဝေမျှပေးသွားမှာပဲဖြစ်ပါရယ်ခမညာ အပိုင်းရှိမရဏဘိုင်းအမှတ်တစိမ်ဘုပိန်ဒီပေါထနေသော၎င်း၏ဦးကောင်းအားတပြင်းပြင်းကုတ်ကစဉ်းစားလိုက်ပြီးသည့်နောက်ဟုတ်ပြီဟုတ်ပြီမှတ်မိပြီတောင်းတိုင်တောင်းတိုင်သင်မော်သာဦးတောင်းတိုက်တယ်ဟုပြောလိုက်လျာကျွန်ုပ်သည်အံ့ဩလုံးသဖြင့်ဘေဟုရောင်မိလေ၏ကျွန်ုပ်၏အတန်ကိုကြောင်းရသောကြောင့်လှဲ့ကြည့်သောဘုပိန်ဒီကျွန်ုပ်အားမှတ်မိသွား၏ထို့ကြောင့်ဦးတောင်း၌ဆိုင်ကားလှားငှားစဉ်က ထိုနေရာ၌ကျွန်ုပ်ရှိနေကြောင်းကိုရဲအယားရှိအောင်ဘိုးပိမှပြောပြပြီးကျွန်တော်အမျက်မြင်သက်သည့်အဖြစ်အမှုတွဲလီတော်၏ဘုံကြီးအမှုရော်ပတ်ဆိုသောဆိုရိုးစကားကိုရခင်ကကြားခဲ့ဘူး၏ယခုမူပန်းတဲ့အမှုကဘာပတ်လီပြီဤအဖြစ်ပြက်အကြောင်းရာတို့သည်ဖြစ်ရဖြစ်စဉ်တာမန်တိုက်ဆိုင်မှုများမဟုတ်ဒီကိုကျွန်ုပ်စိတ်နှလုံးအတွင်းမှခိုင်ခိုင်မာမာသိနေမိပြန်၏ထိုးထိုးသောအကြောင်းရာတို့အားပုဂ္ဂိုလ်တဦးတယောက်မှ အသေးချာသေးသေးချာချာအကွက်ချချာဖြင့်စနစ်တကျဖန်တီးနေကြောင်းကျွန်ုပ်ရိတ်မိစာပြုလီပြီးအာဖရိကတနင်္လာမှမိမချောနှက်မိမင်းပန်းနယ်ပင်ဖြစ်လေသလောတို့ဒီမဟုတ်ပန်းနယ်ဤမွေးစားမိခင်ဘူကီပင်ပြုလုံနေလေသလောထို့သူနှစ်ယောက်မဟုတ်ခဲ့ပါလျင်အဖေတို့သောပုဂ္ဂိုလ်တစ်ပါးပါသည်မြည်သည့်ရွယ်ချက်ဖြင့်အကြောင်းအရာများကိုဖန်တီးနေပါသနည်းကျွန်ုပ်အလွန်အမင်းသိကျင်လာရပြီဖြစ်၏ဤအကြောင်းတရား ိုက်ဆိုင်မှုများဤမူလစက်ကောင်တဦးဖြစ်သောတင်မောသာလူယုတ်မှာအောင်းတိုက်သည် နှစ်ပေါင်း20ကျော်ငုတ်ရှိုးနေရမှယခုအခါတွင်ကျွန်ုပ်ရှိမောင်၌ဝါဝါကြီးပေါ်လာခဲ့ပြီဖြစ်၏ကျွန်ုပ်၏ညာဘုံများစွာအားအိတ်ဆက်ချင်းကင်းမဲ့စေခဲ့သောထိုရှုပ်တော်ဘုံသည်ဥတောင်းတိုက်နှင့်ထမှန်တွေ့ဆုံကအပြေရှာရ၏မည်ထို့သို့တွေ့တော်နေစဉ်မိ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 ဟုသောအထိတ်လန့်အဟိတံကြားရလေ၏ တင်တို့ရှိနေရမှမလားမကန်းဖြစ်သောလက်ဖက်ကြီးဆိုင်အတွင်းမှထွက်ပေါ်လာ၏ထိုအတန်းနှင့်ဆက်သည်လောက်ကြပါအောင်မိလောင်နေပြီမိလောင်နေပြီဟု ဝိုင်းဝန်းအော်ဟစ်ကြသောအတန်းများကိုလည်းစုညံစွာကြားရ၏လက်ဖက်ကြီးဆိုင်အတွင်း၌လက်ဖက်ကြီးလာရောက်တောင်းနေကြသူများမှလည်းဘေးကင်းရသော သူထံကဥအောင်ပြေးထွက်လာကြ၏မိလောင်နေသောလက်ဖက်ကြီးဆိုင်၏ဘေးကလေး၌အင်္ဂလိပ်စကားပြော speaking ကြောင်းလေးရှိသည်ဖြစ်ရာထိုကြောင်းတွင်မှ သင်္นานသူသင်္นานသားများသည်လည်းအလူရဲ့ပြေးထွက်လာကြ၏လွန်ခဲ့သည့်3မိနစ်ခန့်ကငြိမ်သက်နေခဲ့သောထိုပတ်ဝန်းကျင်လေးသည်မီးလောင်ရမှထွက်ပေါ်လာသောမီးခိုလုံးများအထိတ်တလန့်အော်ဟစ်တမ်းများကြောက်လန့်ကြပြေးလွှားနေသူများဖြင့်ငရဲတမျှပွက်လောရိုက်ကာကားများဆိုင်ကယ်များလူများဖြင့်ရှုပ်ရှက်ခတ်သွားလေတော့၏ကျွန်ုပ်သည်မူလရက်နေရမှကားလန်းမြောက်ဖက်သို့နေရာပြောင်းကာရက်နေလိုက်၏အမှုစစ်နေသောရဲအယားရှိများလည်း မိလောင်ရနေရသို့ဖွက်သွားကြပြန်၏ကျွန်ုပ်သည်ကျွန်ုပ်အတွက်လွန်စွာရေးပါသူဖြစ်သောဘုပယံလှမ်းချီရာထိုနေရ၌မရှိတော်ပေဥတောင်းတိုက်၏အစကိုမိမိရရဆွဲထုတ်နိုင်မှုဘုပိန်သည်အရေးပါသော လူတူပင်မဟုတ်ပါလောဤမြရှုပ်ထင်းနေသည့်နေရတွင်ဘုပိန်ကိုရှာဖွေရန်လွယ်ကူမည်မဟုတ်ချေသို့သောခဏကြာတွင်ဘုပိန်ဂိတ်ထိုးသောလမ်း30တောင်း စိုက်ကားဂိတ်သို့သွားလျင်ဘိုးပိန်နှင့်တေချာပေါ့တွေ့နိုင်မည်ဟုတွေးမိသောကြောင့်ကျွန်ုပ်၏စိတ်သည်အနှဲငယ်အေးတော်ရလေ၏တခါတည်းတွင်လူလောကဇက်ခုံ၌ရန်ကြမှာလှည့်ပြောင်းသည်ပြားဇက်တပုတ်ပမာစမ်းကြေလှပေ၏ဘိုးပိန်အား၎င်းစိုက်ကားဂိတ်ချိုးရာလမ်း30တောင်း၌တွားရောက်တွေ့ဆုံကဥတောင်းတိုက်မြည်သည့်ဘက်သို့ထွက်ခွာသွားသည့်အကြောင်းကိုမေးရမည်ဟုတွေးနေစဉ်ကျွန်ုပ်ရက်နေရမှတတိုင်းတတိုင်းအကွာ၌ကားတိုက်မှုဖြစ်လေ၏ မီးလောင်နေသည့်လက်ဖက်ရည်ဆိုင် အနောက်ဖက်ဝင်းထဲမှ အရှိန်မြင်းမောင်းထွက်လာသော ကားသည်လမ်းမပေါ်ရောက်တွင် အရှိန်မထိန်နိုင်ပေရက်ကြည့်နေသောလူတို့ချို့အားဝင်းတိုက်ချင်းဖြစ်၏ထို့သောတိုက်မိရသူလူများစွာပြေးသွားကြ၏ပြေး၍ကြည်ကြချင်းဖြစ်၏ကျွန်ုပ်မှမူထို့သောအနေထိုင်ုံမျိုးကို မကြည့်ဝန်းသဖြင့်သွားမကြည့်ခဲ့ပါတို့ရတွင်သွားကြည့်ကြသူများထံမှထွက်ပေါ်လာသောတနာပါရဲဟဲဝဲချင်းပြီးသေးတာပဲကားသမားသုံးမကြလို့ သေပြန်ပြီးတယောက်ဟူ၍တယောက်တပေါက်ပြောနေကြသောအတန်များကြောင့်ကားတိုက်ခံရသူသည်ထိုနေရာ၌ပင်ဝဲခြင်းပြီးသေဆုံးခဲ့ပြီဖြစ်ကြောင်းရှိမိရလေ၏ထိုချိန်တွင် လောင်နေသောအနာနာရှိ လူများစွာ၏ဝိုင်းဝန်းနှိမ့်သက်မှုကြောင့်တိမ်လုံးပူးဆက်လောင်ကျွမ်းခြင်းမရှိဘဲငြိမ့်သွားလေ၏မိလန်သည့်အချိန်မှစတင်ရေတွက်လျင်ယခုကားတိုက်မှုဖြစ်သောအချိန်သည်9မိနစ်ခန့်အတွင်းလှင်းလင်းမြန်မြန်ဖြစ်ပျက်သွားခြင်းဖြစ်၏ ထိုအခိုက်ရဲရရှိတဦးသည်ကျွန်ုပ်ရှိရာသို့ဥတီရှောက်လန်းလာ၏ကျွန်ုပ်အနားသို့ရောက်သောအခါထိုရဲရရှိမှလွန်ခဲ့သော9မိနစ်ကျော်ကဘိုးဘယံစစ်ချက်ယူခဲ့သောရဲရရှိပင်ဖြစ်ကြောင်းသိရလေ၏မိတ်ဆွေကုညီပါအောင်ဗျာအခုလောက်မေးခြင်းလို့ဟု ထိုရဲရရှိမှစပြော၏ကျွန်ုပ်ကဟုတ်မေးပါဘာများလဲခမားဟု ပြောရာခမားဖိုးပင်အိမ်လေးစာသိသလားဟုထပ်မေး၏မသိဘူးခမား ူနယ်လည်းမရင်နှီးပါဘူးစောစောကမှသူတို့ကြားထိုးနေတာဝင်ကြည့်လို့မြင်ဘူးတာဘာဖြစ်လို့လဲဆရာဟုကျွန်ုပ်မှပြန်မေးကြည့်ရရဲရရှိသည်ကျွန်တော်အမျက်လုံးပြုတ်လျက်ဟာကို့လူမမြင်ဘူးလားဟိုမှာခမားဖိုးပင်ကားတိုက်ခံရတာသိပြီဗျာဟုရောဒီဖြစ်ရရဲရရှိစကားဆုံးတွင်ကျွန်ုပ်သည်အံ့ဩလုံးသဖြင့်ဗျာဟု၍သာရေရွတ်နိုင်တော်၏ဆယ်စုနှစ်တခုမကငုတ်ရှုနေသောငုတ်ကောင်ဦးတောင်းတိုက်သည် မထင်မှတ်သောအခြေတစ်ခုတွင်မထင်မှတ်သောနေရာတစ်ခု၌ယုတ်ရည်ထွက်ပေါ်လာခဲ့ပြီးနောက်တဖန်ပြန်လေပျောက်ွယ်သွားပြီဖြစ်၏ကျွန်ုပ်၏စိတ်သည်အလွန်မင်းညစ်ညူးလာသည်ဖြစ်သောကြောင့်ထိုနေ့ဖို့ရန်ကုန်သို့ခရီးမဆက်ရန်ဆုံးဖြတ်လိုက်လေ၏ထို့ကြောင့်83လမ်းပေါ်ရှိငွေငန်းပြူဟိုတယ်သို့တညတာတဲခူရန်သွားခဲ့၏ဟိုတယ်တွင်တရေတမောအချင်းရေချိုးခြင်းအဝတ်အစားများလဲခြင်းပြုလုပ်ပြီးနောက်အပြင်သို့ထွက်ခဲ့၏ အပြင်သို့ထွက်လာရသည်ကျွန်ုပ်၏ရွေကြက်မှဥတောင်းတိုက်အားခြေရာခံရန်ဖြစ်၏ပထမဆုံးလမ်း30တောင်းရှိစိုက်ကားဂိတ်သို့သွားရန်စိတ်ကူးမိ၏ဘိုးပိန်ကားတိုက်၍တေဆုံသွားကြောင်းစိုးကြီးအားចောင်းကြားရန်ဖြစ်၏လမ်း30တောင်းရှိစိုက်ကားဂိတ်သို့ကျွန်ုပ်ရောက်သောအခါထိုနေရာ၌စိုက်ကားကိုယ်တော်၎င်းစိုးကြီးကိုယ်တော်၎င်းမတွေ့ရခြင်းကျွန်ုပ်ဝယ်စားခဲ့သောဝမ်းရဆိုင်လေးကိုလည်းပိတ်လျက်သာတွေ့ရလေ၏ ကျွန်ုပ်သည်ကားပေါ်မှဆင်းလိုက်ပြီးနောက်ခိုနီယာတို့အနီးကပ်သွားကြည့်သောအခါရဲတပ်ဖွဲ့အမှတ်သားပါသောအဝါရောင်ပလတ်စတစ်ကျိုးများဖြင့်ခိုနီယာတဝိုက်အားကာယံထားသည်ကိုတွေ့ရ၏ထို့ပြင်စိုးကြီးနှင့်ဖိုးပိန်တို့ကြားထိုင်ထိုးခဲ့သောပလက်ဖောင်းပေါ်၌၆တွေစာပြုတ်နေပြီဖြစ်သောညိုပုတ်ပုတ်အယောင်သွေးကွက်များကိုနေရာအနှံ့ပြား၌တွေ့ရလေ၏ထိုနေရာ၌လုံခြုံရေးယူထားသောအသက်၂၀ခန့်ရဲတပ်သားလေးသည်ကျွန်ုပ်ကိုမြင်လျှင် ကျေးဇူးပြု၍နောက်ဆုတ်ပါခမညာအထဲဝင်လို့မရပါဘူးတောင်းမြေဧရိယာပါဟုယင်ကြီးစွာမောင်းထုတ်လေ၏ထို့ကြောင့်ကျွန်ုပ်သည်ထိုရဲတပ်သားလေး၏မျက်နှာအားလှမ်းကြည့်ရာကျွန်ုပ်မိတ်ဆွေတဦးဖြစ်သော ရွေးညောဆရာကိုခင်မောင်၏သားအောင်ထူးဖြစ်ကြောင်းသိရလေ၏ဟာဘယ်သူများလဲလို့ငါကောင်ကြီးအောင်ထူးပါလားဟုကျွန်ုပ်မှနှုတ်ဆက်လိုက်ရာ အောင်ထူးသည်ကျွန်ုပ်မျက်နှာအားတီးတီးခြားခြားကြည့်လိုက်ပြီးနောက်ဟာဆရာကိုနှစ်စီကျွန်တော်ကဘယ်သူများလဲလို့ အာလာလောက်တာလဲဆရာကိုနတ်စီဟုအာရဝန်တာနှုတ်ဆက်လေဤပြောရရင်ဇန်းလန်းကအရှိသားกว่าနှုတ်ဓာတ်နဲ့စကားမဆက်ဒီမှာဘာဖြစ်တာလဲလူတတ်မှုဖြစ်သွားတာစိုက်ကသမားတွေကြားထိုးရင်စကားများရကရှုံးတဲ့ကောင်ကမကြည်နဲ့လို့ဆိုပြီးဓာတ်နဲ့ထိုးလိုက်တာပွဲချင်းပြီပဲဩဘာမဟုတ်တာလေးနဲ့ကွာဘယ်သူကတတ်တာလဲငမတ်ဆိုတဲ့ကောင်ကတတ်လိုက်တာဗျဒီကောင်က လက်ရင်သလားမမင်းနဲ့မိုက်ချက်ကနေမရွေးဘူး အရင်တုန်းကတင်မောလိုက်ဖူးတယ်အဲ့ဒီတုန်းကလေအာဖရိကဘက်ကနိုင်ငံတစ်ခုမှဓာတ်ထိုးမှုဖြစ်ပြီး ထောင်ချဘူးတယ်ဗျအခုတော့ဘဝပြက်ပြီးစိုက်ကနင်းစားနေတာဟု ရှင်းပြ၏ဒါနဲ့အသက်ခံရတာကဘယ်သူလဲအောင်ထူရပြောပြစမ်းမှငါညီရစိတ်ဝင်စားလို့ပါကွာဟု မေးလိုက်ရာငမတ်ကသူ့အကိုအရင်းကို သူ့ပြန်တတ်တာဆရာကိုနဲ့စီဤနာကလူတွေပြောတာတော့ငမတ်ကသူ့အကိုကိုအတော်ချစ်တာဆိုပဲ တခါမှလည်းပြဿနာမဖြစ်ဘူးဘူးတဲ့ဒီနေ့မှဘာဖြစ်တယ်မသိဘူးကောက်ကောင်ငင်ကထလှုပ်လိုက်တာစိုးကြီးဆိုတာပွဲချင်းပြီးပဲဟုရဲတပ်သားလေးအောင်ထူးမှပြေစုံစွာ ရှင်းပြလေ၏အသက်ခံတဲ့စိုးကြီးဆိုတာကြားထိုးကောင်းတဲ့စိုးကြီးလားဘိုက်ရွှဲရွှဲနဲ့လေအစ်စ်ပဲဆရာကိုနှစီကိုဆရာကတိလာကြီးလားဟု အောင်ထူးမှအံ့ဩဟန်ဖြင့်ဆို၏ထို့ကြောင့်ကျွန်ုပ်ကအကြောင်းစုံရှင်းပြရလေ၏ဘိုးဘိန်ကားတိုက်ခံ၍ ပေးသွားခြင်းကိုလည်းအောင်ထူးမှကျွန်ုပ်မပြောခင်ကပင်တည်ပြီးဖြစ်ဦးတောင်းတိုက်ရောက်လာပြီးမှတငယ်ချင်းနှစ်ဦးရှေ့စဉ်နောက်စဉ်အသေးစိုးနှင့်တရားခြင်းကို စိတ်ဝင်စားပြောပြကြလေ၏ဦးတောင်းတိုက်နှင့်ငမတ်ကအလုတ်အကိုင်းတူးတော့သူတို့ချင်းအရင်ကများရင်းနှီးကြလားမသိဘူးနော်ငမတ်ပြောချက်အရတော့သူတို့ချင်းမသိဘူးဗျငမတ်ကလွန်ခဲ့တဲ့9နှစ်လောက်ကမှတင်မောလိုက်တာဒီနားကလူတွေပြောပုံအရတော့ဒီတောင်းတိုက်ဆိုတဲ့ငနာကြီးက အကုသူကောင်းကြီးပြောဘာဖြစ်လို့လဲအောင်ထူရဲ့ဆရာကုနစီစဉ်းစားကြည့်လေရင်တောင်ယူကြီးရောက်လာမှတိုက်တိုက်ဆိုင်ဆိုင်နှစ်ယောက်စလုံးအသေးစိုးနဲ့တေးရတယ်မျက်မြင်သက်သေးတွေပြောတာကတော့ဒီလူကြီးကဖွက်မသွားခင်စိုးကြီးကိုနှိပ်ပန်သွားခြင်းရင်နှိပ်ပန်ရင်ငှားပေးမယ်လို့ပြောသွားတယ်ဆိုပဲဟူသောအောင်ထူ၏စကားအဆုံးတွင်အဲ့ဒီအချိန်တုန်းကငါဒီမှာရှိနေတယ်အောင်ထူရဲ့နောက်တဲ့သဘောနဲ့ပြောတာပါကွာစိုးကြီးကလည်းသူ့ကိုအလွန်မင်းနောက်နေတာကိုဟုကျွန်တော်စကားဖြတ်၍ပြောလိုက် တို့ကအောင်ထုကမဟုတ်ဘူးဆရာကိုနဲ့စီရင်ဒီအကုသိုလ်ကောင်ကြီးကစတာနေမယ်ဘိုးဘင်ကိုလက်သီးနဲ့ထိုးပြီးတော့ဒီကိတ်ကိုပြန်လာသေးတာစိုးကြီးကိုတွေ့တော့မင်းတငယ်ချင်းအတုပါစေဆိုပြီးငွေတသိန်းဒါကမင်းရဲ့လဲဆွန့်တဖို့ငွေတသိန်းဆိုပြီးနှစ်သိန်းတောင်လာပေးပြီး မပြောမစုံနဲ့ပြန်ထွက်သွားတာဆိုပဲအဲ့ဒီအချိန်ကဘိုးဘင်ကားအတိုက်မခံရသေးတဲ့အချိန်လို့ဒီကလူတွေပြောနေကြတာဟု ပြောပြလေ၏ ကျွန်ုပ်ဒီအောင်ထူးပြောပြချက်များကို ကြားရသည့်အတွက်အလွန်ပင်စဉ်းစားရကြက်သွားရ၏။ဘုပိန်ဒီမတော်တဆကားတိုက်၍တေးရခြင်းဖြစ်၏။စိုးကြီးဒီလည်း၎င်း၏ညီရင်းဖြစ်သူမှတိုက်၍တေးရခြင်းဖြစ်၏။ဘုပိန်ကိုတိုက်မိသောကားသမားနှင့်စိုးကြီးအားတတ်သူငမတ်တို့နှစ်ဦးသည်ဦးတောင်းတိုက်နှင့်မြည်တို့မြတ်ပတ်သက်ခြင်းမရှိပေ။အကယ်၍ထိုနှစ်ယောက်သည်ဦးတောင်းတိုက်နှင့်ပတ်သက်မှုရှိသည်ဟု ဆိုသည့်တိုင် စိုးကြီးနှင့်ဖိုးပိန်တရားခြင်းသည်ဦးတောင်းတိုက်ကြောင်းဟုယူဆရန်ခိုင်လုံသောအချက်တစ်ချက်မျှပင်မရှိပေကျွန်ုပ်သည်ထိုအကြောင်းအရာများ၏ဆက်ဆံမှုကို တွေးမိရင်းဖြင့်ရှင်တဲ၌မွန်းကျက်လာရလေ၏အင်းဘယ်လိုပဲဖြစ်ဖြစ်ဦးတောင်းတိုက်ကြီးကလူမှုရေးစိတ်တော်ရှိပုံရတယ်သူပေးတဲ့ငွေနှစ်သိန်းကတေးသွားတဲ့နှစ်ယောက်အတွက်သူ့ငွေဖြစ်သွားတာပေါ့ကွာဟုကျွန်ုပ်မှဦးတောင်းတိုက်ဘက်မှအကောင်းမြင်စိတ်ဖြင့်ပြောလိုက်ရာ ဘဲကလာဟိုရမှာလေဒီငနေကြီးပေးသွားတဲ့တထောင်တန်ပိုက်ဆံတွေကတဲ့ရွက်မှာကိုသုံးလို့မရတာဟုတ်လားဘာလို့သုံးမရတာလဲအတုတွေပေးသွားတာလားအတုမဟုတ်ဘူးဆရာကုဏ္ဏစေရဲ့အစ်စ်တော်အစ်စ်ပဲဒါပေမဲ့ခမည်းဒီကောင်ကြီးကစိတ်မနှံတော့တထောင်တန်တွေအားလုံးပေါ်မှာစော့ပင်အနဲ့နဲ့တရွက်မကျန်ပုံတွေရှောက်ဆွဲထားတာဘယ်လိုမှသုံးလို့မရဘူးဥပ္ပယရဲ့သားလေးလာပြလို့ကျွန်တော်တောင်တရွက်ယူထားလိုက်သေးတယ်ဒီမှာကြည့် ရဲတပ်သားလေးအောင်သူသည်ပြောပြောဆိုဆိုဖြင့်တေဆုံးသူဖိုးပိန်သားထံမှယူလိုက်သောတထောင်နံငွေဆက်ကူအား၎င်း၏အိတ်ကပ်တွင်မှထုတ်ယူကာပြလေ၏တို့ရတွင်အချိန်မှည၈နာရီခန့်ရှိနေပြီလျှက်စင်မီလည်းပြက်နေသည်ဖြစ်ရာအိုက်ဆန်ဘော်တွင်မြည်သည့်ပုံဆွဲထားသည်အားသဲကွဲစွာမြင်ရခြင်းမရှိခြင်းထို့ကြောင့်ထိုငွေဆက်ကူအားအောင်ထူးထံပြန်ပေးရာကျွန်တော်ကဘီယာလေးပါလီဝယ်တောက်လို့ရလို့ရညာ ြူထားလိုက်တာဘယ်ဆိုင်မှလက်မခံပါဘူးဆရာကိုနစီရင်အဲ့ဒီဂျိုးကောင်ကြီးပိုက်ဆံကလည်းယူမထားကျင်တော့ဘူးဆရာကိုနစီကြည့်ကျင်တဲ့ဘက်ဆိုယူသွားပေတော့ဟုဆိုကအတင်းပြန်ပေးသဖြင့်ထိုပိုက်ဆံအားကျွန်ုပ်၏လက်ကမ်းအေးအတွင်းသို့ထည့်ကကျွန်ုပ်တဲခုသောငွေငန်းဗျူဟိုတယ်သို့ပြန်ခဲ့လိုက်လေ၏ကျွန်ုပ်နားဖရွာသို့သွားစဉ်ကားပြတ်နေသောအချိန်၌ကျွန်ုပ်ဇနီးတဲ့အား၎င်း၏ကလေးနေမကောင်းသဖြင့်ရထရာချီရန်အတွက်အနေရောင်ပန်း ဘယ်မှာရနိုင်မည်နည်းဟုမေးမြန်းခဲ့ပြီးကျွန်ုပ်ရောက်လာသည့်အခါမြင်းဤလမ်းပေါ်၌သူဆန်းစွာကွဲပြောက်သွားသောအယူးမာလီတယောင်ဆယ်နှစ်ကျော်ပျောက်ကွယ်နေခဲ့ပြီးနောက်ပြန်လည်ပေါ်ထွက်လာသည့်နေ့၌ပင်၎င်းနှင့်ပတ်သက်သောလူနှုတ်အသေးစိုးနှင့်တေခဲ့ရသည့်ဦးတောင်းတိုက်ဟုသော စိတ်ဝေဒနာရှင်အယူးကြီးတယောင်သူနှစ်ယောက်သည်တဦးနှစ်တူပတ်သက်မှုတို့ဒီမဟုတ်ဆက်နွယ်မှု ရှိနေလေသလော ျွန်တော်ဤသုံးသက်ချက်သာမှန်ခဲ့ပြီဆိုပါလင် သူတို့နှစ်ဦးသည်တဦးနဲ့တဦးတနည်းမဟုတ်တနည်းဆက်နွယ်မှုရှိနေသည်ဟု မုတ်ချဧကံ ကောက်ချက်ချနိုင်လေ၏၎င်းတို့အချင်းချင်းသာမကကျွန်တော်အားနေပေါင်းညပေါင်းများစွာအတွေးမျိုးစုံဖြင့်အနေခက်စေခဲ့သောပန်းနဲ့တီးလေထူဆန်းသောဤအဖြစ်ပြများနှင့်တေချာပေါက်ပတ်သက်မှုရှိနေလေမည်။ပိုတွေးသည်တွေတွေးရင်းဖြင့်ရဲတပ်သားလေးအောင်ထူးထံမှယူလာခဲ့သည့် ဥတောင်းတိုက်ပုံဆွဲထားသောတထောင်နံငွေဆက်ကူအားတတိရမိလေ၏ထို့ကြောင့်ထိုငွေဆက်ကူအားပိုက်ဆံအေးအတွင်းမှထုတ်ကြည့်လေရာအနေရောင်ဆော့ပင်အကြီးစားဖြင့်ငွေဆက်ကူမျက်နှာပြင်အပြည့်လှပတည်သက်စွာရေးဆွဲထားသောအနေရောင်နှင်းစီတဝင့်ကိုကျွန်ုပ်သည်၆ချားတုံလို့စွာမြင်တွေ့ရလေ၏ဒါကတော့ဆရာနစီရေးသားပြုစုထားသောမောတိချင်းဝိဇ္ဇရတို့တပါးဤဂန္ဓာဤခီအပိုင်းရှိ မရဏဘန်းကြီးအမှတ်တသိဆိုတဲ့အကြောင်းအရာလေးကိုဝေမျှပေးခဲ့တာပဲဖြစ်ပါရယ်ခမညာ